ကျေးလက်ရွာလေးတရွာရဲ့ရှုခင်းကိုလှပစွာနဲ့နေရောင်အောက်မှာကပီယာလို့ခေါ်တဲ့လူငယ်လေးတယောက်စာအုပ်ကိုစပွဲမှာချပြီးငင်းမောနေပါတယ်ခဏကြာမှသူ့လက်ကဖုန်းစီရောက်သွားပြီးဂိမ်းဆော့ဖို့ပြင်ဆင်နေပါတယ်တစ်ချိန်လုံးကရွာငယ်လေးတရွာမှာကပီယာဆိုတဲ့လူငယ်လေးတယောက်နေထိုင်ခဲ့ပါတယ်သူဟာထက်မြက်တဲ့သူတယောက်ဖြစ်ပေမဲ့သူ့မှာပြဿနာကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘဲရာကူမှအာယုံစူးဆိုင်လို့မရတာပါပဲသူ့စိတ်ကမငြိမ်မသက်တဲ့ငှက်တကောင်လိုပဲအတွေ့တစ်ခုကနေနောက်တစ်ခုကိုခုံလွှမ်းနေတတ်ပါတယ်သူဟာ စာဖတ်တာဒါမှမဟုတ်အရေးကြီးတဲ့အလုပ်တစ်ခုကိုစလုပ်ပြီဆိုရင် မကြခင်ပါပဲဂိမ်းဒါမှမဟုတ်တခြားအရာတွေကြောင့်အာယုံပြတ်လွင့်သွားလေးရှိပါတယ်စာချက်ဖို့စူးစမ်းရင်လည်းသူ့ဖုန်းဒါမှမဟုတ်တငယ်ချင်းတွေအကြောင်းပဲတွေးနေတတ်ပါတယ်ညနေခင်းရောက်နေတဲ့အချိန်ဟာဘီယာဖခင်ကသူ့သားကိုပြောပါတယ်တားရီမင်းရဲ့စိတ်ဟာ ိုင်းဆိုင်နဲ့မြင်းရိုက်တကောင်လိုပဲမင်းသားသူ့ကိုမထိန်ချုပ်ဘူးဆိုရင်မှားရွင်းတဲ့လမ်းကိုပဲခေါ်သွားလိမ့်မယ်မင်းရဲ့စိတ်ကိုစီကန်းနဲ့ထိန်ချုပ်လိုက်ပါအဲ့ဒါဆိုမင်းရောက်ချင်တဲ့နေရာတိုင်းကိုသူကခေါ်သွားလိမ့်မယ် ဒါပေမဲ့ကပီယာကတော့ဒီစကားတွေကိုဘယ်တော့မှအလေးနဲ့မထားခဲ့ပါဘူးတနေ့မှာတော့လူငယ်တွေကိုအောင်မြင်မှုရအောင်လေ့ကျင့်ပေးရမှာနာမည်ကြီးတဲ့ဂူရူကြီးလို့ခေါ်တဲ့ပညာရှိဆရာအိုကြီးတဦးရွာကိုရောက်လာပါတယ်ကပီယာနဲ့ထခင်တို့ဂူရူကြီးကျောင်းဝင်သွားပြီးဂူရူကြီးကပြုံးရွှင်တဲ့မျက်နှာနဲ့ကြိုဆိုနေပါတယ်ကပီယာရဲ့ထခင်ကသူ့ကိုဂူရူကြီးစီခေါ်သွားပြီးသူ့ပြဿနာကို ရှင်းပြပါတယ်ကူရူကြီးကပြုံးလိုက်ပြီးကပီယာကိုရေပြည့်နီးပါးထည့်ထားတဲ့ဖန်ခွက်ငယ်လေးတစ်လုံးပေးလိုက်ပါတယ် လပ်ပါတဲ့ဥယင်ထဲမှာကပီယာကရေဖန်ခွက်ကိုဂယုတစိုက်ကင်ပြီးဒီဖန်ခွက်ကိုကင်ထားပါငါရဲ့ဥယင်ပပက်လေကိုရှောက်နေရင်ရေ၁၄လောက်မဖိတ်အောင်တတိထားပါလို့ကပီယာကိုပြောလိုက်ပါတယ်ကြည့်ရတာတော့ရိုးရှင်းတဲ့အလုပ်ပါဒါပေမဲ့ကပီယာရှောက်လာတဲ့အခါမှာ ငှက်တွေကជីជីជីတိရွက်တွေကတရှဲရှဲအနီးနားကကလေးတွေကရေမောနေကြပါတယ်သူလှည့်ကြည့်လိုက်တိုင်းရေတွေဖိတ်ကြကုန်ပါတယ်သူပြန်ရောက်လာတဲ့အခါဖန်ခွက်ထဲကရေတဝက်လောက်ကုန်နေပါပြီဒါပေါ့ဒီဖန်ခွက်လေးဟာမင်းရဲ့ပန်းတိုင်နဲ့တူတယ်ဒီရေတွေကတော့မင်းရဲ့အာယုံစူးဆိုင်မှုပဲမင်းပတ်ဝန်းကျင်ကအာယုံပြန့်လွင့်စေတဲ့အရာတွေကတော့လောကရဲ့ဆူညံတန်တွေနဲ့တူတယ်မင်းသားမင်းရဲ့ရည်ရွယ်ချက်အပေါ်စိတ်ကိုခိုင်မြဲစွာမထားနိုင်ဘူးဆိုရင်မင်းမတိလိုက်ခင်ပါပဲအရာအလုံးကိုဆုံးရှုံးသွားလိမ့်မယ် အဲ့ဒီနေ့ကစပြီးသူဟာနေ့စဉ်တစ်ချိန်နဲ့အိပ်ရထားတာဖုံးသုံးပြတာကိုကန့်တတာနဲ့သူလုံးသမျှအရာတိုင်းကိုအာယုံအပြည့်ဝပေးတာစတဲ့လွယ်ကူတဲ့အရာလေးတွေကနေစတင်ခဲ့ပါတယ်သူစိတ်ကိုတည်ငြိမ်ပြီးခိုင်မြဲလာအောင်လေ့ကျင့်မှုမနက်တိုင်းမိနစ်အနည်းငယ်တရားထိုင်လေးရှိပါတယ်အစပိုင်းမှာတော့ခက်ခဲပါတယ်သူစိတ်ကအရင်လိုပဲလွင်ပါနေသေးပါဒါပေမဲ့သူကအဲ့ဒီစိတ်ကိုလက်ရှိအလုပ်စီကိုမရမကပြန်ဆွဲခေါ်ခဲ့ပါတယ် ရတတပတ်တွေဟာလအဖြစ်ပြောင်းလဲလာပြီးဖြည်းဖြည်းချင်းကပီယာဟာသူ့ကိုယ်သူပြောင်းလဲလာတာကိုခံစားလာရပါတယ်။သူ့မှတ်ဉာဏ်တွေကောင်းလာတဲ့စာမှုပွဲအမှတ်တွေတက်လာပါတယ်။တနည်းအကြမှာနိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတစ်ခုကိုကြီးညာခဲ့ပါတယ်။ ကျောင်းသားတွေဟာခက်ခဲတဲ့ပြဿနာတွေကိုအချိန်ကန့်သတ်တွင်ဖြေရှင်းရမှာဖြစ်ပါတယ်။ကပီးယားလည်းဝင်ပြိုင်ခဲ့ပါတယ်။မေကွန်တွေကထောင်ချောက်ဆင်ထားပြီးကျောင်းသားအများစုထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ကပီးယားကတော့တည်ငြိမ်နေခဲ့ပါတယ်။ဂူရူကြီးသူ့ကိုရေဖန်ကွက်နဲ့တင်ပေးခဲ့တယ်လို့ပဲသူဟာတစ်ချိန်တည်းမှာပဲမေကွန်တစ်ခုချင်းစီကိုသာအာယုံဆုဆိုင်ခဲ့ပါတယ်။ပြိုင်ပွဲရလက်ထွက်လာချိန်ကပီးယားကိုအနိုင်ရရှိသူဖြစ်ကြောင်းကြေညာလိုက်ပါတယ်။လူတိုင်းကသူ့ကိုဝမ်းသာအားရလက်ခုပ်တီးကြပြီး ဂူရုကြီးကလည်းအကုန်ယူစွာပြုံးပြခဲ့ပါတယ်။ကပီယာဟာစီကန်းရှိတဲ့စိတ်ဟာအရေးချင်းကံကောင်းခြင်းဒါမှမဟုတ်ဉာဏ်ရည်ဉာဏ်တွေးထက်ပိုပြီးအစွမ်းထက်ကြောင်းတက်တည်ပြခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကပီယာကိုသူ့စိတ်ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့တဲ့သူအဖြစ်ရွာမှာလူသိများလာပါတော့တယ်။ဒီနေ့မှာတင့်စိတ်ထဲမှာအားပေးတိုက်တွန်းမှုမိဘွားလေးတစ်ဆက်လောက်ဖြစ်ပေါ်ခဲ့တဲ့ဆိုရင်အဲ့ဒါကိုမိမ့်မိန်သွားအောင်မလုပ်ပါနဲ့ဒီဗီဒီယိုကိုလိုက်လုပ်ပေးပါမျှော်လင့်ချက်လိုအပ်နေတဲ့တငယ်ချင်းတယောက်ယောက်စီကိုရှက်လုပ်ပေးပါပြီးတော့ကျွန်တော်တို့ရဲ့ဒီအင် ားနဲ့ဉာဏ်ပညာခီးလန်းကိုအတူတူဆက်လျှောက်နိုင်ဖို့ subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့။နော်တင်ရဲ့နောက်ထပ်အောင်မြင်မှုအခန်းကဏ္ဍတစ်ဟာတင်းစိတ်ကိုစီကန်းနဲ့ထိန်းချုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးစတင်ပါပြီ။